တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ဟောင်ကောင်မှာမီးကြီးကျယ်လောင်နေတဲ့ breaking news လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်တူတူကြည့်ရှုလိုက်ကြရအောင်ပါဗျာတော်လောင်နေတာဗျာနော် ဟောင်ကောင်ကျွန်းမြောက်ပိုင်းတိုက်ပိုးအရကအထက်မြင့်လူနေတိုက်ခန်းတွေနိုမလာ26ရက်ဒီကနေ့ညနေဆောင်းကကြီးမားတဲ့မိလောင်မှုကြီးဖြစ်သွားခဲ့တဲ့အတွက်မိသားသမားတအူးအပါအဝင်အ ਨੇ ဆုံးလူ73ဦးသေဆုံးပြီး28ဦးဒဏ်ရာရသွားတယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြကြပါတယ်တိုက်ပိုးအရက One Foot Goat တိုက်ခန်းဝင်းမှာညနေ3နာရီထိုးကနေလောက်မှာစလောင်တဲ့မိကအပြင်းလွန်းလာကြောင်းမိသားဌာနက level 5အဆင့်တတ်မှတ်ထားတယ်လို့ဆိုပါတယ် အခန်းပေါင်း2000ရှိပြီးလူ4000လောက်နေတဲ့1 foot goat ဝင်းတွေကတိုက်ခန်းနေဟာ31ထပ်စီပါတဲ့အထက်မြင့်တိုက်ခန်းအဆောက်အုံ၈လုံးရှိပါတယ်တိုက်ခန်းတွေကိုပြင်ဖို့အတွက်အဆောက်အုံ၈ခုစလုံးမှာဝါညံနေစင်ထားချိန်မီးလောင်မှုဖြစ်သွားကြတာပါဒါကြောင့်လဲမီးဟာဒီဝါညံတွေကနေတစ်ခုပြီးတစ်ခုအလွယ်တကူကူးသွားတာဖြစ်နိုင်ပါတယ်မီးလောင်တဲ့အချိန်ပြင်းလွန်းတာကြောင့်ပျက်စီးဆုံးရှုံးမှုလည်းကြီးမားမယ်လို့ဆိုပါတယ် ကနဦးထွက်လာတဲ့သတင်းတွေအရမိအချက်ပေးခေါင်းလောင် fire alarm မမြည်တဲ့အတွက်တချို့လူတွေကိုလုံခြုံရေးကလိုက်ပြီးတော့အကြောင်းကြားခဲ့ရတယ်လို့ဆိုပါတယ်။မိဘတင်းသူတွေအတွက်ခလုံးရေးနေရာအများအပြားစီစဉ်ပေးထားတယ်လို့လည်းတာဝန်ရှိသူတွေကပြောပါတယ်။ဟောင်ကောင်စံတော်ချိန်ည9:00နာရီကျော်ကျော်လွန်ခဲ့တဲ့မိနစ်ပိုင်းအထိတော့မိကိုငိမ့်တက်နိုင်ခြင်းမရှိသေးပါဘူး။လက်ရှိမှာမိသက်သမား900လောက်ကဝိုင်းပြီးငိမ့်တက်နေကြတယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။ เนาะไอ้สาวอู้တွေမှာနေနေတဲ့လူတွေကတော့ဒါဒုက္ခပဲကွာ Breaking right now, a horrifying inferno has torn through Hong Kong's Wong Fu Court apartment complex, claiming at least 36 lives, including a brave firefighter, and leaving 279 people missing in the smoke. This is Hong Kong's deadliest blaze in three decades. Flames exploded around 2:45 p.m. local time on November 26, 2025, in the northern Tai Po district, racing up flammable bamboo scaffolding wrapped around seven of the eight 31 story towers. Thick black smoke choked the sky, trapping residents, many elderly, in their homes as temperatures soared inside. Over 800 firefighters battled the beast for eight grueling hours, ladders stretching high, hoses blasting through the heat. By midnight, Chief Executive John Lee, Lee said it's finally, finally under, under control. control, but the toll is devastating. 29 hospitalized, seven in critical condition, and more than 700 evacuated to shelters. <laughs> ြီးတော့ဒါတစ်လုံးနဲ့လည်းမဟုတ်ဘေးနားမှာ၄၅၆လုံးပါရှိနေတယ်။နဲနော်လား။ ဲ့ပါဒီမိကတာကျွန်တော်တို့မြန်မာနိုင်ငံစံတော်ချိန်နဲ့တွက်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ညဘက်အာ7နာရီတစ်ချက်တည်းအဲ့လောက်အချိန်ကလေးကဆိုတော့တောင်းတာဒါပြီးခဲ့တဲ့နိုင်အနေငယ်အကြာမှဒါပြီးငိမ့်သွားတယ်လို့သိရှိရပါတယ်။တော်တော်များတယ်နော်။ဒီကတအားများတယ်ဒါ900လားအရောက်900နဲ့တော့မှာဒါငိမ့်တာတော်တော်ငိမ့်ရတယ် င်ရဲတပ်ဖွဲ့ကနေပြီးတော့အခုဒီအစာဦးတွေကိုတာဝန်ယူပြင်ဆင်ပေးနေတဲ့ကုမ္ပဏီကုမ္ပဏီကထိုင်ထောက်ထိုင်ထောက်တာဝန်ယူပြင်ဆင်ပေးနေတဲ့ကုမ္ပဏီကတာဝန်ရှိတဲ့ဆုံးယောက်ကိုတော့ဖမ်းဆီးသွားခဲ့ပြီဖြစ်ပါတယ်။အကုန်လောင်တာနော်။ဒီကတအားများ ဲ့တဲ့ဟောလိဝုဒ်မှာလောင်ငဲတဲ့မီးလိုမျိုးတအားကြီးပြန့်နှံ့မသွားတာပဲဒါတော်တော်လေးကံကောင်းတယ်လို့ပြောရမှာကြာဒါပေမဲ့အခုဖြစ်တာတော့မှဒါအဆောက်အဦက6လုံး9လုံးဆိုတော့တော်တော်များတယ်ပြန်ပြန်ဆောက်ဆိုတော့ဆောက်ပါတယ် ပါမြဟုတ်ကဲ့ပါမြန်မာနိုင်ငံတွင်းမှာရှိကြတဲ့အခုဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေအနေနဲ့ကလည်းဒါမီးရဲ့မီးပဲ့အန်ရယ်ကို အထူးဂရုစိုက်ကြပါလို့ပြောကြားရင်းနဲ့ပဲဖိုးက reaction channel ကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.